တဘာဝဘီအန်တီကြာရောက်ငလင်တန်ကြာရောက်ခံစားကြရတဲ့အင်းလေးဒေတာကီလာရွာရဲ့အခြေအနေပဲဖြစ်ပါတယ်ဒီကီလာရွာဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်းလေးဒေတာမှာငလင်တန်ကြောင့်အအဆိုးဆုံးခံစားခဲ့ခံစားခဲ့ရတဲ့ခံစားနေရတဲ့ရွာလေးဖြစ်ပါတယ်ဒီရွာဆိုလို့ရှိရင်ကျွန်တော်တို့အရေးပေါ်အကူအညီများအ အရန်ကိုလိုအပ်နေပါတယ်အခုချိန်ထိတော့ကျွန်တော်တို့ကူညီအကူညီရေးနဲ့အဖွဲ့အစည်းများကျွန်တော်တို့လာရောက်အဟိုလာရောက်ကူညီထားတာအရန်နေပါနေတယ်ပေါ့နော်နောက်ပြီးတော့ဒီရွာလူတွေအားဆိုလို့ရှိရင်ကျွန်တော်တို့အလူရှင်တွေကိုကိုယ့်ရဲ့ဆက်လေလေးပေါ်ကနေပြီးတော့အဟိုဆောင်းညွန်နေရတယ်ကျွန်တော်တို့အစားစရာထမင်းတို့ရေတန့် အဲကျွန်တော်တို့ဒီချက်စားဖို့အတွက်မီးသွေးအဆန်စီပေါ့နော်ဒီလိုမျိုးအရန်လိုအပ်နေတဲ့အဲကျမ်းမာရေးဆောင်ရှောက်မှုများအရန်လိုအပ်နေတဲ့ရွာပဲဖြစ်ပါတယ်အဒီရွာလေးရဆိုလို့ရှိရင်ကျွန်တော်တို့အင်းလေးဒေတာကျွန်တော်တို့အကေလာရွာပဲဖြစ်ပါတယ်နန်းပံဘက်ကနေလာမယ်ဆိုလို့ရှိရင်လည်းနီးပါတယ်ကျွန်တော်တို့ဒီအိုးရဲ့အရှိကန်းကနေလာမယ်ဆိုလို့ရှိရင်လည်းနီးတဲ့ရွာလေးပဲဖြစ်တယ်အဲတိုင်းသားညီကောင်မတော်များနေဖြင့်တဘာဝ BND ရဲ့ကြားရောက်ခံစားခဲ့ရတဲ့အဲ တီလာရွာနဲ့အင်းလေးဒေတာအတွက်လူသားချင်းစာနာထောက်ထားပြီးတော့ကူညီပေးနိုင်ဖို့အဲကျွန်တော်အနေနဲ့အဲညောင်းရစွာဖြင့်မြစ်တာရက်ခံအပ်ပါတယ်အဲတဘာဝဘေးအန္တရာယ်ကြောက်ရွံ့ခံစားရခဲ့ရတဲ့ဒီကမ္မနမတို့အတွက်ကူညီခြင်းနဲ့အတိုင်းတိုင်းဒီကမ္မနမများအနေနဲ့အဝေးကနေကူညီခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲထိုင်းကနေကူညီမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲကိုကိုကွန်ထူးစား နန်းစံတဲ့ထိုင်းမြန်မာငွေလဲဝန်ဆောင်မှုနဲ့ကျွန်တော်တို့အဲကိုခွန်ထွန်းကျော်နန်းထယ်လာငွေလဲဝန်ဆောင်မှုကျွန်တော်တို့ခွန်ကျော်စုနန်းအုံးရွှေအဲယူရီးယားမြန်မာငွေလဲဝန်ဆောင်မှုများနဲ့တို့ကျွန်တော်တို့ကိုစောမှာ နောင်ထောင်မျိုးလုံးဝင်ဆောင်မှုတို့ကနေတစ်ဆင့်ဆက်သွယ်လူရန်နိုင်တယ်ကျွန်တော်တို့စိုက်ခေါင်မှာဆိုလို့ရှိရင်တော့စိုက်ခေါင်လူငယ်ပရာဟိတအသိန်းကအဲဆရာကိုဝင်းပိုင်ဆရာမနန်းဝန်ခမ်းဆရာအခွန်ခွန်ဆိုစိုက်ခေါင်ဇီးထဲမှာဆိုလို့ရှိရင်တော့ lucky 7အကျော် lucky 7စားတော့ဆိုင် အကျော်ဆရာကိုစန်းလူကျွန်တော်တို့စိုက်ခေါင်မှာဆိုလို့ရှိရင်တော့အဲ shiny ကိုတောက်ပတော့ရွှေ အိမ်ချမ်းကြီးအကျိုးဆောင်လုပ်ငန်းနဲ့အဆိုင်ကြီးကိုဆောက်လုပ်ရေးအဆိုင်ကြီးကိုတောက်ပတော်ရွှေဆောက်လုပ်ရေးလုပ်ငန်းကျွန်တော်တို့ဒေရာဖလာဝါဟက်ရှ်အဲကိုရီကိုရာပရိုက်တာအတင်းတို့မှာဆက်တော်ပြီးတော့အဲစာနာစိတ်ဖြင့်နေများမစိုးအကူညီပေးနိုင်ရန်ကျွန်တော်တို့မျိုးငယ်စွာဖြင့် တဘာဝဘေးအန္တရာယ်ငလင်တန်ခံစားကြရတဲ့အဲဦးကိုမောင်မောင်များရဲ့ကိုစားကျွန်တော်အနေနဲ့အညဉ်းငယ်စွာအကူအညီတောင်းခံရပါတယ်ဒါကတော့ဘယ်လောက်ထိများခံစားကြရလဲဆိုတာအမြင်မဲပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်တွားရောက်ပြီးအဲကူညီခဲ့ရဆိုတာကအဲကျွန်တော်တို့ဒုက္ခခံစားနေရတဲ့လူတွေအတွက်အဲကောက်ရိုးတမြင်စာလေးပဲဖြစ်ဖြစ်တည်င်္ဂလေးပဲဖြစ်ဖြစ်တနတ်စာလေးပဲဖြစ်ဖြစ်ပေါ့နော် အဲကျွန်တော်တို့ကုညီများအရေးပေါ်အရန်လိုအပ်နေတဲ့အတွက်အဲကျွန်တော်တို့ဒီမှာလည်းကျွန်တော်တို့ထမင်းဘူးတွေအဲကျွန်တော်တို့ရေတန်လေးတွေဒီလိုမျိုးလာရောက်ကုညီရဲ့အသေးစားလေးတွေလည်းရှိရပါတော့ ဒါကြောင့်မလို့အမြန်ဆုံးအကူအညီပေးဖို့အတွက်အကူအညီနိုင်ရန်ကျွန်တော်တို့ရဲ့အမျိုးသမီးများရဲ့အကူအညီများလူသားချင်းစာနာမှုအထောက်ထားညှိညာပြီးတော့အရန်လိုအပ်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့မျိုးငယ်စွာဖြင့်ထပ်မံပြီးတော့အကူအညီတောင်းခံရပါတယ်